โอเคခေတ္တကတော့ကျွန်တော်တို့နောက်လာမယ့် collagen system upgrade မှာကျွန်တော်တို့ရဲ့ကျွန်တော် collagen point တွေကဒီထက်ပိုများပြီးတော့ level ပိုပြီးတော့အမ်တက်လာမှာဆိုတော့အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ကဲပြီခေတ္တကတော့ကျွန်တော်တို့อืมကျွန်တော်တို့ရဲ့ collagen system နောက်လာမယ့် upgrade မှာကျွန်တော်တို့ဘယ် level collagen point ဘယ်လောက်ထိရမလဲဆိုတော့ကျွန်တော်ကြိုးပြီးကြည့်ရနည်းလို့ကျွန်တော်ပြောပြပေးမှာဖြစ်ပါလိမ့်။ကဲအားလုံးသိတဲ့အတိုင်းပဲကျွန်တော်ဒီ system advanced server မှာလာနေပြီ။ဒါပေမဲ့ကျွန်တော်တို့အမ်ကျွန်တော်ခု original server မှာရှိတဲ့ကျွန်တော်တို့ရဲ့ skin တွေ လေကျွန်တော်တို့အဲတခြားပိန်းတဲ့စကင်တွေအကုန်လုံးပေါင်းလို့ရှင်အဲကျွန်တော်အခုလောက်လာမဲ့ upgrade မှာကျွန်တော်ရဲ့ collector level ဘယ်လောက်ဒီရောက်သွားနိုင်မလဲဆိုအားလုံးသိချင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒီတော့ကျွန်တော် upgrade မလာခင်မှာကျွန်တော်တို့ဒီအဲကျွန်တော်အခုလောလောဆယ် original server မှာရှိတဲ့ကျွန်တော်တို့ရဲ့ collector system ကကျွန်တော် point ဘယ်လောက်ရမလဲ level ဘယ်လောက်လीရမလဲဆိုတော့ကြိုးပြီးကြည့်လို့ရတယ်ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဗျာဒီမှာဆိုကျွန်တော်ရဲ့ collector level ကကျွန်တော်တို့4ပေါ့နော် collector level 4မှာဖြစ်ပါတယ် အကြီးစားစုဆောင်သူခေါ်ရလဲပဲဖိုးမှာဖြစ်ပါတယ်ဗျအဲ့ဒါကိုကျွန်တော်တို့ကနောက် upgrade လာလို့ရှင်အဲကျွန်တော်ကကိုလက်ရှိရှိတဲ့အခု upgrade မှာနောက်လာတဲ့ upgrade မှာကျွန်တော်ဘောင်းလေး emote လေးအဲ့ဒါကြီးအစားအကုန်လုံးကိုကျွန်တော် collection point ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါကြီးမှာပေါင်းရင်ကျွန်တော်ခေါ်ရလဲပဲဘယ်လောက်ရမလဲကျွန်တော်တို့ကြည့်လို့ရပါတယ်ဗျအဲ့ဒါလည်းကျွန်တော်ကြိုးပြီးကြည့်တဲ့နေကျွန်တော်ပြပြပြမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ကဘာမှတော့မရှိသေးဘူးပေါ့နော်ဒါကကျွန်တော် original server အဲ့လိုကြည့်ဖို့ဆိုရင်တော့ကျွန်တော်ကဒီမှာ advanced server အကောင့်တစ်ခုလိုသေးတယ်ဗျဒါကျွန်တော် advanced server ကျွန်တော်နှစ်ခုရှိပါတယ်ဒီမှာကျွန်တော်တစ်ချက်ပြပေးမယ်အဲဒီဟာကကျွန်တော် advanced server ဒီဘက်ကကျွန်တော် original server ကျွန်တော်ဒါ application နှစ်ခုတစ်ခါလည်းဖွင့်လာတာဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီဟာကြည့်ဖို့လွယ်ဆိုရင်ကျွန်တော် advanced server အဲတစ်ခုတော့လိုသေးတယ်ဗျနော်အဲ့တော့ကျွန်တော် advanced server ဖွင့်လို့ရတဲ့ application ကိုကျွန်တော် telegram မှာချပေးတာမဲ့ link ကိုကျွန်တော်အဲ description မှာရော comment ပေးလင်းမှာရောကျွန်တော် link လေးချပေးတော့အဲ့ link ကနေ download လိုက် download ပြီးရင်ကျွန်တော်ဒီလို advanced server အဲတန်ကြေရောက်သွားလိမ့်မယ် application ကို down ပြီးတော့ install လုပ်ပြီးတော့ဝင်လိုက်ပြီးဆိုရင်လည်း advanced server account တစ်ခုရလိမ့်မယ်အဲ့ဒီကနေပြီးတော့ဝင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ကြည့်တော့ဒီကကျွန်တော် advanced server ပေါ့နော် advanced server မှာဆိုတော့ကျွန်တော်တို့ကဒီမှာတစ်ချက်ကြည့်မယ်ဒီမှာတော့ကျွန်တော်တို့ဒီမှာ အဲဘောင်းလေးဘာရအကုန်လုံးကိုဒီမှာထည့်ထွက်ပေးကြဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က original server မှာရှိတဲ့ကျွန်တော်တို့ရဲ့ဘောင်းလေး emote တွေပေါင်းလို့ရှင် character level ဘယ်လောက်ရမှာဆိုတော့တစ်ချက်ကြည့်မယ်ဗျကဲဟုတ်ပြီအဲ့လိုလုပ်ဖို့ဆိုကျွန်တော်ဆက်လာပြောသလိုပဲ advanced server တစ်ခုလုံးမယ်เนาะလိုတဲ့ application ကျွန်တော် link ချပေးထားမှာအဲ့ကနေပြီးတော့ down လိုက်ကဲအဲ့ကျွန်တော်ဘယ်လိုကြည့်မလဲဆိုရင်ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ကအဲ original server application တွေကိုဝင်လိုက်မယ်เนาะဝင်လိုက်မယ်ဝင်ပြီးကျွန်တော်တို့ကဒီမှာ all share ကိုနှိပ်လိုက်မယ် ဟုတ်ပြီအဲအော့ချက်ကိုရောက်ပြီဆိုရင်ဒီမှာဒီအော့ကိုနှိပ်လိုက်ဒီဘက်ကအားလုံးဆိုတော့နှိပ်နှိပ်ပြီးလို့ချင်းဒီမှာဘာသာစကားကိုကျွန်တော်တို့ကဒီမှာအောက်ဆုံးသွားတော့ဒီမှာအဲ M O H R O N A နော်အဲ့ဒါလေးကိုပြောင်းလိုက်မယ်ပြောင်းပြီးတော့ချင်းအဲ့မှာကျွန်တော်တို့ကကျွန်တော်ရဲ့နာမည်လေးအရင်ရိုက်လိုက်မယ်ဗျာကျွန်တော် S N Y D ပေါ့နော်ဝင်လို့ရိုက်ပြီးတော့အဲ့အော့ချက်မှာပို့လိုက်မယ်ဒါကျွန်တော်အော့ချက်မှာရောက်သွားရောက်တော့ကျွန်တော်ဒီ application ကခဏထွက်မယ်ထွက်ပြီးကျွန်တော် advanced server application တွေကိုဝင်မယ်ပြီးအဲ့မှာကျွန်တော်တို့ကအဲ့အဲ့မှာအော့ချက်ကိုဝင်မယ်ပြီးဒီမှာကျွန်တော်တို့ ့ oil ဝင်မယ် oil ထဲမှာမှကျွန်တော်တို့ကဘာသာစကားပြောင်းမှာပေါ့နော်ဒီ MOH NO ဆိုရှိတယ်အဲ့ဒါလိုနှိပ်လိုက်မယ်နော်ခဏဆောင်းနော်ဒီမှာမပေါ်သေးဘူးမပေါ်သေးရင်ကျွန်တော်တို့ကပြန်ဝင်မယ်ပြန်ဝင်ပြီးကျွန်တော်ဒီထဲမှာ oil ထဲမှာတစ်ခါပြန်ရိုက်မယ်ပေါ့နော် ပို့လိုက်မယ်ပြီးရင်ကျွန်တော်အဲ့အော်ချတဲ့ဝင်မယ်နော်တန်းစာပေါ်အော်ချတဲ့ဝင်မယ်ဒါတော့ကျွန်တော်ဒီမှာပေါ်လာပြီဒါကျွန်တော်ရဲ့အကောင့်ဒီမှာဆက်မယ်နော် အားလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာတစ်ချက်ကြည့်လိုက်မယ်ပို့ပြီးရင်မယ်ဒါဆိုကျွန်တော်ရဲ့ collector level ကဒီမှာ3ဖြစ်နေပြီနော်ဒါဆိုကျွန်တော်အပန်းဘန်းဆာဘာနေပြီးတော့ original server ကိုလှမ်းပြီးတော့ကြည့်ရဖြစ်ပါတယ်ကျွန်တော်ရဲ့ collection point က2300 3805ရှိတယ် နော်မိခကောလက်တာ3မှာရောက်နေပါပြီကျွန်တော်တကယ် original server မှာရှိတာကကျွန်တော်ကဘယ်လောက်ရှိလဲတစ်ချက်ကြည့်မယ်ကျွန်တော်တကယ်ရှိတာကကျွန်တော်ကမိခကောလက်တာဖိုးမှာပါအဲကျွန်တော် upgrade လာလို့ရှိရင်ကျွန်တော်ရဲ့ collector level ကကျွန်တော်တို့အင်း3ကိုရောက်တော့မှာပေါ့နော်ကျွန်တော်မှရှိတဲ့ဟာရကုန်ပေါင်းလိုက်လို့ရှိရင်ကျွန်တော်ရဲ့ collector level ကအဲ3ကိုရောက်တော့မှာဖြစ်ပါတယ်ဒီမှာကျွန်တော်ရဲ့လက်ရှိ collection point က3800တောင်းမှရှိတယ်ဒါပေမဲ့ကျွန်တော် advanced server ကလှမ်းနေတယ်ကျွန်တော်က2000ကျော်နေပြီဖြစ်ပါတယ် မကျွန်တော်2သိန်းနဲ့1300ဖြစ်သွားပါပြီ။ဒါကကျွန်တော်တို့အမှန်စာပွားနေပြီးတော့ original original စာပွားမှာရှိတဲ့ collection point ကိုလှမ်းပြီးတော့ကြည့်တာဖြစ်ပါတယ်။ကြည့်အဲ့လိုဆိုတော့ကျွန်တော်တို့ကအဲ update လာလို့ရှိရင်ကျွန်တော်တို့က bear reward တွေရမယ်။အဲကိုယ့်ရဲ့ collector တွေဘယ်လိုပါလိကျူးပြီးတော့ကျွန်တော်တို့အဲခံစားလို့ feel လို့ရတာပေါ့ဗျာနော်။ကြည့်အဲ့လိုကြည့်အောင်ပါပဲနော်။ဒီကတော့ all check မှာကျွန်တော်တို့က all check ကနေပြီးတော့ all check မှာ အောချက်ကိုလှမ်းပြီးတော့ပို့ပြီးတော့မှကျွန်တော်အဲ့ကနေပြီးတော့ထောက်ပြီးကြည်တာပါနော်။ကဲတခါနောက်တစ်ခါပြန်ပြောပြပြနော်ကျွန်တော်မမမေးမှာဆိုလို့ကျွန်တော်တို့ original server တဲက application နဲ့မှအောချက်ကိုနှိမ့်မယ်။ပြီးရင်ကျွန်တော်ဒီမှာကိုလမ်းကိုမှကျွန်တော်တို့အောက်ဆုံးက ammo hno ကိုပြောင်းမယ်။ပြီးရင်အဲ့ဒီမှာကျွန်တော်တို့ရိုက်လိုက်မယ်ပေါ့ snw လို့ကျွန်တော်ကိုအတင်ကြီးထားတဲ့ကိုရိုက်ပြီးပို့လိုက်။ပို့ပြီးတော့လို့ရှိရင်ကျွန်တော်ပြန်ထွက်မယ်။ပြီးရင်ကျွန်တော် advanced server application နဲ့ကိုဝင်မယ်။ပြီးရင်အဲ့ဒါက project တွေကိုသွားမယ်ပေါ့။ ဘာသာစကားလေးတော့ပြောင်းပေးရမယ်နော်ဒီဘာသာစကားလေးမှာ MOH အန်တော့ပြောင်းလိုက်မယ်အဲ့မှာကျွန်တော်စွမ်းလာပို့လဲစာကိုခဏလေးစောင့်ပါဦးနော်ဒါကျွန်တော်ပို့လာမို့ခဏစောင့်မယ်ဒီလူကများတော့နည်းနည်းတော့ကျွန်တော်တို့တိုင်ပတ်တယ်ဗျနော် ာ original စာပါကြီးအပန်းစာပါကြည့်ရမှာနော်အပန်းစာပါကြည့်ရမှာဖြစ်ပါတယ်အဲ့တော့အပန်းစာပါလည်းဝင်လိုက်မယ်အဲ့ဒီမှာကျွန်တော်ဆုံးနာပူရံကိုရှာလိုက်မယ်ဟုတ်လူကနည်းနည်းများတယ်ပြပြန်ဖို့မပြန်ဖို့မသိစင်မပြူတည်ရနော် နော်မယ်စာပါနေပြီးတော့ပို့မယ်ပေါ့နော်နော်မယ်စာပါနေပို့မယ်ပို့ပြန်နဲ့ကျွန်တော်တို့ Advanced Server Application တွေကိုတန်းဝင်လိုက်မယ် Okay မတွေ့ပြီဒီမှာ HH ဆိုနော်ဒါလေးကိုနှိပ်မယ်အမှကျွန်တော်ကြည့်လို့ရပြီနော်အဲ့မှာဒီပြီကျွန်တော်တို့က Mega Collector 3ဖြစ်ဖြစ်နေပါပြီနော်ဒါဆိုကျွန်တော်တို့ Advanced Server ကလန့်ကြည့်တာဖြစ်ပါတယ်ကျွန်တော် original server ကိုတကယ်ဒီ app တွေရောက်လာကျွန်တော်ရဲ့ mega collector 4ကနေပြီး3ကိုရောက်သွားမယ်။ collection point က2သိန်းကျော်သွားမယ်။ နော်လွယ်လွယ်လေးပါဒါကျွန်တော်တို့အဲကိုယ့်ရဲ့ collection point app လေးလာလို့ရှင်ကျွန်တော်ကို level ဘယ်လောက်ရအောင်လဲဘယ် view တွေရရမယ်ဆိုတော့ချူပြီးသိအောင်ကျွန်တော်ဒါလေးကိုပြပေးတာဖြစ်ပါတယ် okay အဲ့တော့ advanced server application ကိုကျွန်တော်လင်းလေးချပေးတာအဲ့ကလေးဝင်ပြီး down လိုက် down ပြီး install လုပ် ပြင် level 3 level 4လောက်ရအောင်လို့ download ကိုကျွန်တော်ဒီမှာ14 15လောက်ရအောင်ဆွဲလိုက်ပြီးအဲ့ဒါမကအဲ collection system ပေါ်လာပြီအဲ့ဒါကျွန်တော်တို့ကြည့်လို့ရတာပြီနော် advanced server နေပြီးတော့စာပို့မယ်အ sorry original server စာပို့မယ် advanced server ဝင်ပြီးတော့ကျွန်တော်တို့စာပို့တွေဟာဝင်ထောက်ပြီးတော့ကျွန်တော်ရဲ့ collection point ကိုကြည့်လို့ရတယ်ဟုတ်တာပါပဲကဲ blue တွေကဒီလောက်ပါပဲဗျာ